ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပြည်သက်တွေအတွက်စာရေးသူမပိုင်ပလဲရေးသားထားတဲ့ဝမ်းဝဲကဝေးဆိုင်မောင်နဲ့နတ်သမီးရေကန်တိုက်ပွဲမော်မြတ်ရှင်ရဲ့ကလစားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားနိုတီဘဲလေးကိုနှိပ်ထားပြီးပို့လဲတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင် ကဘိုးတိခေါ်ရအောင်လိုက်လာခဲ့ရင်နဲ့ခလန်းလန်းအနီတအုံးအုံးတဝုံးဝုံးဆိုရဲပောက်ကွဲတန်နေဦးအတိုင်းသားကြလိုက်မိတယ်။အလင်ကတော့ထပ်ပြီးကျူးကျော်သူတွေဖြစ်နေမှောင်အယဉ်ဆိုးရိမ်နေကြတာပါ။အလင်းငါရဲ့ဆိုရင်မူရိယာအမှန်ဖြစ်နေကြတာမို့အသက်ရွယ်ကြီးတဲ့သူတွေနဲ့ကလေးငယ်တွေကိုဘေးလွတ်ရာပို့ပြီးပြန်လည်ခုခံရတယ်။ကိုဘိုးတရားထရန်ရနေတဲ့သူတွေနဲ့အတူနေခဲ့ပါ။သူကတော့အလင်းငါနဲ့အတူလိုက်သွားပြီးတော့အခြေအနေလေ့လာကြည့်လိုက်အောင်မယ်။ဒီလူတွေစိတ်ချထားမယ်နော်။ 21တဝီဝီနဲ့ပြစ်ခတ်နေတဲ့ဂျာနီအကာအကွယ်ယူရင်ကျုပ်တို့ရိပြစ်ခတ်တန်နေကြရဘက်ကိုဂယုတဆိုင်နဲ့ချင်းကပ်ခဲ့ရတယ်။တေချာလေးကိုစီမံထားတဲ့အကာအကွယ်စီတွေကပူပေါင်းအောင်ဖောက်လိုက်တယ်လို့တလွားချင်းကွဲထွက်ကုန်တော့မြောက်ဝါထင်ထင်တွေ့လိုက်ရတယ်။နောက်ဆုံးအကာအကွယ်စီတွေပြည့်ပြဲသွားတဲ့အချိန်မှာတော့ဖုံတွေသေးတောင်မှပဲအပြင်းလွန်းတဲ့လေနဲ့တူလွင့်ပါလာခဲ့တယ်။ရှားရလားအလင်ကဖုန်နေသေးတွေရှင်သွားတော့ကျွတ်တို့ရှိရာစီတက်တက်လေးရှောက်လာနေတဲ့သဘင်ဖြူဖြူနဲ့လူတယောက်ကိုတွေ့လိုက်ရတယ်။ အသက်တော်သိပ်ပြီးမကြည့်သေးပေမဲ့တကောင်းလုံးကစပင်းနေဖြူဖွေးနေရပဲကျွတ်တို့ရှီယာရှောက်လာပြီးကျွတ်တို့ရှီကိုရောက်တာတော့သူ့မျက်လုံးတွေမဖွင့်မဲနဲ့နေနေရငါလက်ကနေလွတ်လိုက်မှမလားအလင်ကကဲအခုရောဘယ်နဲ့လဲအပြောထားတဲ့ကိစ္စကိုစဉ်းစားပြီးပြီလားရှစ်လို့လူကကျမနေနေရဘလို့အကြောင်းမျိုးနဲ့မှလက်ခံမှာမဟုတ်ဘူးဆိုတော့ရှင်သိထားလိုက်ပါမင်းကအားကိုးလေးရှိနေတော့ငါ့တော့ပြန်ခံပြီးပြောရဲနေပါလားမင်းပေးကမော်ကဝေကငါနဲ့အဆင့်တူတူပဲဆိုပြီးတော့ထင်နေရလား ဲ့လိုဆိုတော့မင်းမှားသွားပြီအလင်ကမင်းတိတ်ကိုမှားသွားပြီအာဟမ်မောင်မြတ်ရှင်သူ့ရဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အချိန်အလင်ကရဲ့ဘေးမှာရှင်နေရဲ့မောင်နေခင်မြသူ့ရဲ့တဝော့ဝော့နဲ့ထိုးအံ့တော့တယ်သူ့ရဲ့နှီးရဲတောက်နေတဲ့မျက်လုံးအစုံညင်လိုက်ရတဲ့အချိန်မှာအာမေရီတန်နေအောင်ကျုပ်ပဆက်ကနေလှုပ်ခနဲထွက်သွားမိအေးဟုတ်တယ်ငါအလင်ကောင်ရှာနေတဲ့အချိန်တွင်မှာအလကားအချိန်ဖြုံးလျောက်မဟုတ်ဘူးမောင်မြတ်ရှင်ကြင်စင်အောင်မြောင်ကြင်ကြံနေကြတာ အခုဆိုရင်တော့ငါနောက်ဆုံးအဆင့်လောက်ရောက်ရှိလာခဲ့ပြီမင်းမရွေးချယ်စရာနှစ်ခုရှိမယ်အလင်ကငါပြောတာကိုလက်ခံမလားမင်းဘေးရကောင်ရဲ့အကူအညီကိုယူပြီးတော့ငါ့ကိုညင်းမလားအဲ့နှစ်ခုရက်တခုမင်းရွေးပြီးတော့အလင်ကကြောက်ကိုကြည်လိုက်မောင်မျက်ရှင်နဲ့လူရဲ့မျက်နှာကိုကြည်လိုက်နဲ့နောက်ဆုံးတော့ဆုံးဖြတ်ချက်တခုကိုပြပြတသားချလိုက်တယ်ကျမဒုတိယအချက်ကိုပဲရွှေ့မယ်ရှင့်လူလူဘယ်နည်းနဲ့မှလက်မထပ်နိုင်ဘူးကောင်းပါပြီမင်းကဒီလိုဆိုပေမဲ့ငါ့မင်းအတွက်နောက်ဆုံးနေနဲ့အခွင့်အရေးတခုထပ်ပြီးပေးအောင်မယ် လာမယ့်လကွယ်ညမှာငါတို့ပြန်လာခဲ့မယ်။အဲ့ဒီအချိန်ထိညင်းဆန်နေအောင်မယ်ဆိုရင်တော့ငါဘက်ကလည်းအင်အားတောင်းရလိမ့်မယ်နော်။အလင်းကပြပြတသားနဲ့ညင်းလိုက်တော့မောင်မြတ်ရှင်ကစကားပြောရုံပြောပြီးကျွတ်တို့ရှင်ကနေလှည့်ပြန်သွားတယ်။ကိုဖိုးတေမောင်နေကိုစိတ်တိုက်လို့ရအောင်လူနာတွေထားတဲ့တဲလေးစုအမြင်ခေါ်သွားလိုက်ပါ။ကျွတ်တို့နောက်ကနေလိုက်ခဲ့မယ်။ခုနရီအသွေးရီအမီရောရိုင်နေတဲ့ချက်နေမောင်တွေကိုစိတ်တိုက်ပြီးဖို့အတွက်ကိုဖိုးတေကိုစီစဉ်ခိုင်းလိုက်တယ်။ကျုံနဲ့အလင်းကတော့မမျက်ရှင်တို့လူတစုဒီနေရာထွက်သွားတာသိကြရလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်နေကြတာပေါ့။ ဆိုင်မောက်စောနာလူရဲ့မျက်လုံးကလေမှော်မျက်ရှင်ကျင်စင်အပြည့်ဝလက်မခံနိုင်သေးဘူးကွာသူသာတကယ်မှော်မျက်ရှင်ကျင်စင်အောင်မြင်ပြီးသားဆိုရင်မင်းရောငါရောအကြည့်တစ်ချက်နဲ့လှုပ်မြအောင်ချုံနောက်ထားခိုင်းအောင်ပါအဲ့ဒါကိုကျုပ်လည်းသတိထားမိရဲ့ဗျက်ကအဲ့လူနဲ့သူကျင့်နေရဲ့မှော်မျက်ရှင်ကျင်စင်ကတဟဆာတမ်းမဖြစ်ဘူးနဲ့တူတယ်တကယ်တမ်းသူအမှန်တကယ်ကြည့်လိုက်တာကကျုပ်ကဗျကျုပ်ရဲ့အတွင်းဆက်အပြင်ဆက်တရားအားကောင်းလို့တော့သူကျုပ်ကိုတေချာစစ်စစ်မကြည့်ရဲ့ဖြစ်နေအာနေပဲကျုပ်ဘေးကမောင်နေကိုထိုက်ရိုက်ထိသွားတာဒါနဲ့များလေရကြီးသွားတည်တာဗါတယ် ။မော်မြတ်ရှင်ကျင်းစင်နောက်ဆုံးအဆင့်ရောက်နေပြီလေပါလိနဲ့။တော်တော်ရီရတဲ့ကောင်ဟေ့။ကဲကဲကိုဖိုးဒေးစီလိုက်သွားအောင်မော်နီတယောက်တော့တာရလာမသိဘူး။ကျုပ်လေပြက်ကနဲ့စကားဖြတ်ပြီးတော့ကုဖိုးတင်ရှီယာစီလိုက်သွားတဲ့အချိန်မှာအချိန်မီစေးတိုက်လိုက်နေတော့မို့ထူးထူးထားထားဖြတ်လာတဲ့မောင်နေကိုတွေ့လိုက်ရတယ်။ဘယ်နဲ့နေလဲကိုလူတတရဲ့လား။မြန်ငေါအထင်သေးရလားကွာ။ဟမ်။ဟာဟေးလူခမရကစကားသိမ့်မပြောလို့ပြောထားတယ်လေ။ ကျက်ကိုစကားပြန်ပြောရင်လည်းချောင်းဆုလာတဲ့မောင်တွေကိုဖို့တရားစုတာပါ။မောင်မြတ်ရှင်ကျက်ကိုစိုက်ကြည့်အောင်ဆိုပြီးမှကျုပ်ဘေးမှာရှိနေတဲ့မောင်တွေကိုသွားထိတော့ကျုပ်အတော်လေးလည်းစိတ်မကောင်းဖြစ်မိရဲ့။ကဲပါအေးစိနားလိုက်ပါဦး။လောက်ဝင်ညာရောက်ဖို့ကလည်းလိုပါသေးတယ်။အခုတော့အပြင်ဖြည့်ထားလိုက်ပါဦး။ဟာဆရာလေနောက်၃ရက်နေလောက်ွယ်ပြီလေအချိန်သိမ့်မလို့တော့ဘူးရဲ့။ဟမ်ဟုတ်လား။ဒါဆိုမနေ့ပြန်စားပြီးတော့စီစဉ်စားရှိရစီစဉ်ရတော့မှာပဲ။ကိုဖို့တေပြောမှာပဲလောက်ွယ်ညာရောက်ဖို့အတွက်၃ရက်ပဲလိုတော့တယ်ဆိုတာသိရတယ်။ ထင်ရရထားတဲ့မောင်တွေကိုဒုတိယတော့နားခံလိုက်ပြီးအပြံမွေးခံလိုက်တယ်။ဒီလိုဆိုရင်တော့ကျွတ်တို့ဆရာတပည့်လေးမနှက်ပြန်စားပြီးအလုရှုပ်ရအောင်မှာပေါ့လေ။အားလုံးပဲဒီနေရာမှာဖြစ်နေတဲ့ပြဿနာကိုသိပြီးကြပြီလို့ထင်ပါတယ်။ကျွတ်တို့ဆရာတပည့်ကိုအကူအညီတောင်းလို့ရောက်လာရဲဆိုပေမဲ့ကျွတ်တို့အကူအညီကိုတကယ်ပဲလက်ခံနိုင်ရလားဆိုတာသိကြပါတယ်။တခင်မလေးမလုပ်ချင်တဲ့ကိစ္စကိုဒီနေရာမှာရှိကြတဲ့ကျွတ်တို့အားလုံးကလည်းလက်မခံပါဘူး။ဆရာတို့ရဲ့အကူအညီသာပါမယ်ဆိုရင်တခင်မလေးအတွက်ကျွတ်တို့အသက်ကိုပဲပေးရပေးရပေးဖို့အစဉ်သင့်ပါပဲ။ မနက်မိုးလင်းနာနဲ့ရှိသမျှလူတွေအားလုံးစူးစိလိုက်ပြီးကျုပ်တို့ရဲ့အကူအညီကိုလက်ခံနိုင်မလားဆိုတာတေချာအောင်မေးရတယ်။လူလူကြီးရဲ့အဖေကကျုပ်ကိုတော့စက်သိန်းတစ်ဖြန်းပြန်ထားစေခဲ့တယ်။ဒါဆိုရင်တော့အလင်းကောင်မတရားသိမ်းပိုက်ဖို့လာတဲ့အယုဒ္ဓမာကောင်တွေကိုကျုပ်တို့အားလုံးစုပေါင်းပြီးတိုက်ထုတ်ကြမယ်။ကျုပ်တို့နဲ့အတူတူတိုက်နိုင်ရလား။အဲ့ဒီအယုဒ္ဓမာကောင်တွေငါတို့အားလုံးစုပေါင်းပြီးတိုက်ကြမယ်ဟိ။လူလူကြီးရဲ့အော်တန်ကျုပ်တို့ကိုစိတ်အားထက်သန်စေခဲ့တယ်။ တက်ကြီးရွယ်အိုရီနဲ့ကလေးတွေကိုလုံခြုံတဲ့တနေရာကိုပြောင်းရွှေ့ထားလိုက်ပြီးမောင်နှင်နဲ့အတူလာမဲတိုက်ပွဲအတွက်ပြင်ဆင်ကြရှိရာတွေပြင်ဆင်ရတယ်။အလင်္ကာတို့ရွာတွေကတချို့လူတွေကအတော်လေးပညာအဆင့်နှိမ့်နေတာတွေ့ရတာမို့ခေါင်းချောက်ရပြန်တယ်လေ။ဒီစီနဲ့ကလူတွေအကုန်လုံးကရှေ့စောနေတိုက်နိုင်မှာမဟုတ်ဘူး။ဒီတိုင်းသာဆိုရင်တော့အင်အားမမြောက်ဖြစ်နေတယ်။ဒါဆိုရင်အဲ့လူတွေနောက်မှာပဲထထားလိုက်ရမလား။နေဦး။ကျွန်တော်လည်းတော့စဉ်းစားလိုက်ဦးမယ်။ပညာအဆင့်နှိမ့်နေတဲ့သူတွေကိုကျုပ်တို့ရဲ့နောက်မှာထားပြီးတော့လိုအပ်တဲ့ကူညီပေးဖို့အတွက်စီစဉ်လိုက်တယ်။ ရှိသောအနေတိုက်ပွဲဝင်မဲ့လူတွေကတော့ကျွတ်တူဆရာတပည့်နှစ်ယောက်ရဲ့အလင်္ကာနဲ့မောင်နေတို့နှစ်ယောက်နဲ့အတူရွာရဲ့လုံချုံကြီးကိုစီမံဆောင်ရွက်ရတဲ့လူတွေကလက်ရွေးစင်ဆယ်နှစ်ယောက်ရဲ့အလုံးပေါင်း၁၄ယောက်ပဲပေါ့ကျွတ်တူရဲ့အတွေ့အရတိုက်ပွဲအတွက်မှာဖြစ်ပြလာနိုင်တာတွေကိုကြွတင်ပြီးတော့တွဆထားမိရတွေကိုအဲ့ဒီလူတွေအကုန်လုံးနဲ့အတူတိုက်မင်းစရာရှိရာတွေတိုက်မင်းရတယ်စီစဉ်စရာရှိရာတွေစီစဉ်နေရတယ်ပဲတရက်တာအကုန်ဆုံးသွားရပြီမနေ့ပြန်ဆိုရင်တော့ကျွတ်တူတွေမော်မြတ်ရှင်တို့ပညာသည်တွေနဲ့အသေးအကျေတိုက်ပွဲဝင်ရတော့မယ် ဒီနေ့လေကုဖို့တင်တဲ့သူစီမံစာရှိရဲ့စေဝါတွေကိုတနေ့ကုန်ပြင်ဆင်နေရတာမို့ညနေဆောင်မှပဲအနားယူရတယ်။ညမလေးအကုတ်မေးစရာရှိတယ်။ဘာများလဲအလင်ကအကုတ်မေးရမှအားနာနေရလား။အလင်ကဘက်ကအကူညီတောင်းတဲ့ကိစ္စတိုင်းကိုအကုတ်ဘာလို့ကူညီပေးနေရလဲ။အဲတတကယ်လို့အလင်ကနဲ့အကုတ်နဲ့လက်ဆက်လိုက်ကြရင်မဖြစ်နိုင်ဘူးလား။အကုတ်ကအလင်ကထင်တယ်လို့လူကောင်းတယောက်မဟုတ်ဘူးအလင်က။အလင်ကကိုလေအကုတ်ရဲ့ညမလေးတယောက်ထမပိုးပါဘူး။ အလင်္ကာအမြင်တစ်ချိန်ရအကူညီမလေးကိုတတိယသွားစီရမှုအလင်္ကာအကူညီတောင်းသမျှအကူမငင်းခဲ့တာပါအကူလည်းအကူအကြောင်းနဲ့အကူရှိလို့အလင်္ကာပြောတော်ညင်းနေဆိုတော့အလင်္ကာသိပါတယ်ဒါပေမဲ့အလင်္ကာကတော့အကူချစ်နေအောင်မှာပါပဲရှေကန်ကြီးကိုကောင်းကောင်းမြင်ရတဲ့တဲလီအတွက်မှာကျုပ်အနားယူနေတဲ့ချိန်သူစမ်းတဲ့စကားတွေပြောလာတဲ့အလင်္ကာကိုထားခဲ့ပြီးတော့ထွက်လာခဲ့လိုက်တယ်အပြုံရောက်တာနဲ့ဘဲချိန်ထဲကရောက်နေမှမသိရဲ့ကိုဖိုတီကိုတွေ့ရတာပဲ။ ဆရာလေညမပါမင်းကလေးဘက်ဖွင့်ပြောတာတော့ညင်းရတယ်လို့အားလိုက်တာလေလွန်ပါရောဟာကိုဖိုးတရားလေဘာရီရှောက်ပြောနေရလဲအလင်ငါကြားတော့အားနာဆရာကြီးဗျအဲ့နေရလူနာရီထားတဲ့ဒဲလီစီကိုအမြင့်ဆုံးရှောက်ထွက်ခဲ့လိုက်တယ်ဘသူ့ကိုမှမပြောပြတဲ့အကြောင်းများကတော့ကျုပ်ရင်ထဲမှာကလေးရတယောက်တည်းရှိရဲဆိုတာပေါ့လေဒီနေ့ကလာခွေနေဆိုတော့ရှိသမျှပညာတွေအကုန်လုံးကညဘက်ရင်ဆိုင်မဲ့တိုက်ပွဲအတွက်ကြွတင်ပြင်ဆင်နေကြတယ်ကျွတ်တူဆရာတပည့်လေလိုအပ်တဲ့အင်းတွေအသက်သွင်းနေတဲ့အချိန်ကုန်သွားခဲ့တယ် တဖြည်းဖြည်းနဲ့အမောင်တူကကြီးစုလာခဲ့ပြီ။လာခွေညာဖြစ်တဲ့အလျောက်ပဝင်းကျင်တစ်ခုလုံးကပိမ့်ပိမ့်နေအောင်အတီးကျနေခဲ့တယ်။ဂျင်းငတ်တွေကလည်းအိတ်တန်းတက်ကုန်ကြပြီမို့ညင်ငတ်တွေရဲ့အတန်းလွဲလို့ဘာတမ်းမှမကြရပဲတိတ်ဆိတ်နေရပေါ့။အကာအကွယ်စီးရီတဝုံးဝတ်တအုံအုံနဲ့ချိုးဖြက်ပြီးဝင်လာကြတဲ့မောင်မြတ်ရှင်တို့လူတစုကကျွတ်တုတ်တွဆထားတဲ့အချိန်တန်းစောစီးစွာရောက်လာခဲ့တယ်။ကျွတ်တုတ်လည်းပညာဆက်တွေနှုတ်ရင်းနဲ့အသင့်အနေထားနဲ့နေလိုက်ကြတယ်။ မကြခင်မှာပဲအမောင်နဲ့ကနီးပြလဲလဲဆက်ရောင်နှံတွေတဝီဝီနဲ့ထွက်လာပြီးကျောက်ရဲ့အကာအကွယ်စီကိုထိမှန်ပြီးတော့ပောက်ကွဲသွားခဲ့တယ်။အဲ့နောက်မှာတော့ဆက်ရောင်စုံတွေကနီးအမောင်တို့တွေကနီးစက်တိုက်ထွက်ပေါ်လာခဲ့ပြီလေ။ဘဲနဲ့မော်မြတ်ရှင်ကြီးကအမောင်နဲ့ကနီးတိုက်ရတယ်လို့အဲ့လောက်တော့ကြောက်လန့်နေရလား။တောင့်တနေမှာတော့လူလုံးထွက်ပြရသေးတာပေါ့ကွာ။အမောင်နဲ့ကနီးထွက်လာတဲ့လူတွေရဲ့ရှေ့ဆုံးမှာမော်မြတ်ရှင်ကစနီသူ့ရဲ့နောက်မှာလေတပည့်တပန်းများစွာကပ်လိုက်လာခဲ့တယ်။ မောင်မြတ်ရှင်တို့ဘက်ကလူရင်အားကကျုပ်တို့ဘက်ထံ၅ဆလောက်ပူများနေရတွေ့ရတယ်။အမောင်တွေကနေရှေ့ကိုထွက်လာတော့မျက်လုံးမိတ်ထားတယ်မောင်မြတ်ရှင်ကိုကျုပ်နည်းနည်းတော့သင်္ကန်းမကင်းတော့ဖြစ်မိရဲ့ဗျ။မင်းတို့ဘက်ကလူရင်အားလေဒီလောက်ပဲလားဒီလောက်လူအင်အားလေးနဲ့ဟာတို့ရှင်းနိုင်မလို့ထင်နေရလား။စကားပြောဖို့လာတာဆိုရင်တော့မကြိုးစို့ဘူးနော်။တိုက်စင်နေဆိုရင်မင်းတို့ဘက်ကနေအရင်စတိုက်လိုက်။မလောပါနဲ့အောင်ကမင်းအတွက်အထူးလက်ဆောင်အကြီးကြီးပါလား။ဟောဒီမှာကြည်စမ်း ရောက်ခရေကမျက်လုံးကိုမိထားတဲ့မှော်မျက်ရှင်ကမျက်လုံးအစုံဖွင့်လိုက်တော့သူ့ရဲ့နေရဲနေရဲမျက်လုံးတွေမြင်လိုက်ရတဲ့ချိန်ကျုပ်တကူလုံးရေခဲရိုက်ထားသလိုတောင်းတင်ပြီးလှုပ်လို့မရဘဲဖြစ်သွားတယ်။ဆလာခရေကကျုပ်ကိုအမိဖမ်းပြီးရတယ်ဒီနေရာအပိုင်သိမ်းဖို့ကြံနေလာခဲ့တာပဲ။ကိုဘိုတီကျုပ်ခဏကွာလှုပ်ရှားလို့မရတော့ဘူးကျုပ်ပြောခဲ့တဲ့အတိုင်းသူတို့အုပ်စုခွဲထုတ်ပါကျုပ်ကိုထိန်းထားဖို့ကမှော်မျက်ရှင်ဒီမှာနေခဲ့မယ်နဲ့တူတယ်။ကျန်တဲ့လူတွေလည်းအကျိုးကြောင့်ပြောပြီးလှုပ်ရှားလိုက်ကြတော့ကိုဖိုးတီကိုကျုပ်ရဲ့အစီအစဉ်အတိုင်းစတင်လှုပ်ရှားခိုင်းလိုက်တယ်။ မမျက်ရှင်ဘက်ကလူတွေကလည်းကျုံနာကနေထွက်ခွာသွားတဲ့ကုဖိုးတူရီရဲ့နောက်ကိုအတီးတီးလိုက်ပါသွားတယ်။ကျုံနဲ့မမျက်ရှင်တို့နှစ်ယောက်ပဲကြံခဲ့တာပေါ့။မမျက်ရှင်ရဲ့မျက်လုံးအကြည့်ဆက်ကွင်းအောက်ကနေလွတ်အောင်ရှုံနိုင်ဖို့ကြိုးစားရအောင်မယ်။အာလောဝကရဲဟိကုဖိုးတရတော့သူ့နောက်လိုက်လာတဲ့သူတွေကိုမန့်အပြည့်နဲ့တိုက်ဆစ်စင်နေရ။ဒီကောင်ကဘာကြီးလဲ။ဟာရုတ်ဆက်တင်နဲ့ထိရတော့ဘာမှမဖြစ်ဘူး။ဟေးဟဲ့ရောက်လေ။ဝိုင်းတဲ့ကြစားမှာဟာ။မမျက်ရှင်တပည့်အယောက်20ကျော်လောက်ကကြောက်လန့်တော်လုံးနေအတန်တွင်နဲ့အော်ဟင်ရင်ကိုဖိုးတေဝိုင်းထားလိုက်ကြတယ် လူရဘလောက်များများခေမဆိုင်တဲ့ကိုဖို့တရားထုံးစံအတိုင်းတောင်းကြတော့တာပေါ့တေးစံတေးကြစံမင်းတို့ကောင်တဲ့အကုန်လုံးတေးပါစရိတ်ငိမ့်ပို့ပေးမယ်ကွာအသေးစိတ်လွတ်နေတဲ့ကိုဖို့တရားတောင်းမနိုင်စီများဖြစ်နေအောင်ဝိုင်းထားတဲ့လူတွေတော့မှသွေးပြတ်လာကုန်ကြတယ်ဟောင်းနေပြေးကြတော့အဲ့ကောင်လူမဟုတ်သူ့မကောင်းဆိုးအဝင်ပူးနေတာပဲလွတ်အောင်ပြေးနိုင်ပြေးကြပြီတော့ ကုဖိုးတရမှမျက်ရှင်တပည့်အယောက်20ကျော်လောက်တရတဝက်တီတီကိုဘာပညာစမ်းမှမသုံးမဲလက်ပနာနဲ့နရင်ကြည့်လိုက်ရတော့သတိမီရဲ့သူဟာမိလဲကြရဲ့သူဟာကြာနေမှုကျန်တဲ့သူတွေလည်းလန့်ဖြန့်ကုန်ကြတယ်ကုဖိုးတရအနာအောင်မှမကက်ရဲတော့ပဲနောက်ဆုတ်ထွက်ပြေးကုန်ကြတော့ပေါ့ကုဖိုးတရလည်းပြေးတဲ့ကောင်းနေတော့ကိုအမိလိုက်ပြီးကိုစော်တော့တယောက်မှတော့မထနိုင်မဲမြေပြင်ပေါ်မှာမှောက်ရသားလေးတွေလဲကုန်ကြတယ်အလောဘကဖိုးတေတယ်ကွာဟာဟာ သူမျက်စိရှိရလူတွေအကုန်လုံးမှောက်သွားတဲ့ချိန်မှာတော့ကုဖိုးတရားအောင်းလိုက်သူတရားလိုခါထောက်ရရင်နဲ့တဟာဟာနဲ့အော်ဟေရှိမောနေရပေါ့။မောင်တွေကလည်းအလွန်မြန်တဲ့အချိန်နဲ့မော်မျက်ရှင်တပည့်တွေတယောက်ချင်းစီလိုက်လံရှင်းလင်းနေခဲ့တယ်။တောက်တီထားမိသွားကြတဲ့သူတွေကတနေရာထဲမှာစုပြီးနေလိုက်ကြတယ်။ဟမ်မင်းမင်းမရက်နေတရားရောဘယ်ရောက်သွားလဲ။မသိဘူးလေ။ဟောက်နေအားလုံးစုနေကြတော့ဟိုကောင်တယောက်ချင်းစီခွဲထုတ်နေ။အားလုံးစုပြီးနေဘာမှဖြစ်ဘူး။ငါတို့တွေလှုပ်လှုပ်လို့မရတော့ဘူး။ ယုံယုံကြဟေ့အဲ့ောင်လေယုံကြစမ်းပါဟာမလေးပူပူတယ်ဟာပူလိုက်တာမမျက်ရှင်ရတပည့်တွေတနင်္လာရဲမှာစုမိသွားတော့လှုပ်မရအောင်စကြုံနဲ့ရစ်ပတ်ထားပြရနဲ့အကုန်လုံးပျာတိဖြစ်အောင်လောင်မီအင်းနဲ့ပြက်လိုက်ပြီးတုတ်တင်ရှင်းလင်းခဲ့တယ်။ဟောင်းလေးဒါငါတို့ရဲ့ဆရာကတော့ဖြစ်မှာနော်တနင်္လာမှထိခိုက်ပြီးလို့မဖြစ်ဘူးညီညီတသားလေးလုပ်ကြကြာလား။နင်တို့လူအင်အားလုံးနဲ့ငေါ့ရှင်နေမယ်လို့ထင်နေကြလား။နင်တို့တွေတော်တော်လေးကိုရှီရတာပဲ။ ဘာကြောင့်ငါမရဏကျောသခင်မှာဖြစ်နေရလဲဆိုတော့ပြတ်ရသေးတာပေါ့နင်တို့ကောင်ဒီနေရာမှာရင်တိတ်လိုက်ကြစမ်းမမျက်ရှင်တပည့်တွေကထက်ဆင့်ပါကွဲတန်းတွေတအုံအုံကြားရရနေအသက်နဲ့ကြီးတွေတအားအားအော်ဟင်းနဲ့မရှိမလားတိတ်ဝဲဝင်ရရယ်အလင်းကလည်းခေရဲသူမဟုတ်တော့သူ့နောက်မှာပါလာတဲ့တွေကိုတစ်ချက်သေးနဲ့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ကိုဖိုတေမောင်တွေနဲ့အလင်္ကာတို့ကသူတို့ရဲ့ကိစ္စတွေရှင်းပြရနဲ့လက်ရွေးစင်ပညာသင်တွေလိုင်းလံကူညီပေးကြတယ်။သူကတော့မမျက်ရှင်ရှိမှမလုံမရှက်ညင်နေရတော့မယ်ပေါ့။ဆိုင်မော့ ဖိုးတွေတော့သူတို့တွေလှုပ်ရှားပြီးကြရင်နဲ့တူတယ်မင်းရောဘယ်တော့လှုပ်ရှားမလဲကျုပ်အချိန်ကောင်းအောင်စောင့်နေရပြက်ကတကယ်လို့ကျုပ်လှုပ်ရှားလိုက်မော်မျက်ရှင်အမြင်ဆုံးကျုပ်ဖြစ်ဖြစ်လိုက်တာသိသွားမှာပေါ့တကယ်တော့ကျုပ်လှုပ်ရှားလို့မရအောင်မော်မျက်ရှင်ချုပ်ထားပြီးနိုင်ဝလောက်အကြောင်းမာရီကလှုပ်ရှားလို့ရနေပြီဟဲ့လူကျုပ်ဘလောက်ကြာနေတိုင်းထားမှာလဲကျုပ်ဒီလိုကြီးနေနေရညောင်းနေပြီဗျနာလေးနေစမ်းမအိုးမင်းတပည့်နဲ့ဟိုမြက်ကန်းကောင်တွေရဲ့အလောင်းတွေကိုကြည့်သွားပါအောင်လားအတပည့်တွေသူတို့ရဲ့အလောင်းတွေယူလာတဲ့ခါကျမှမင်းလှုပ်ပေးမှာပါကွဒါနဲ့ ကျွန်မတို့လုံမေးပါအောင်မယ်ခမရအလင်ကဘာကြမြအသေးတန်လိုချင်နေရလဲမင်းရသေးလို့ဆိုတော့မသေးခင်မှာမင်းသိချင်တာပြပြသေးတာပေါ့တကယ်တော့အလင်ကငါနဲ့မောင်တို့မဝမ်းဝဲတော်တယ်ကွာအလင်ကရဲ့ဖေနဲ့ငါ့ဖေတို့ကညီကိုရင်းနေပေါ့ကွာတရတော့ငါတို့ရဲ့အဖိုးဆုံးပါသွားတဲ့အချိန်မှာမရဏကျော်ရဲ့အုပ်ချုပ်သူနေရာအကြီးဖြစ်တဲ့ငါ့ဖေရမရပဲအဖေရဲ့ညီဖြစ်တဲ့အလင်ကရဲ့အဖေရရရှိသွားတယ်တောင်မကျင်တဲ့ငါ့ဖေရပညာချင်းပြိုင်ဖို့စိန်ခေါ်တာပေါ့ ။လောင်းကြီးကတော့ပညာရှင်ပြိုင်လို့ရှုံးခဲ့။ရှုံးတဲ့လူရဲ့တမိသားစုလိုရဲ့အသက်ကိုယူကြည့်။အဲ့မှာတူတူနဲ့လူရင်းပြောရငါဖျားရှုံးသွားခဲ့တယ်။ငါမျက်စိရှိမှရင်ငါရဲ့အမိကိုလည်းရရဆက်ဆက်တပစ်လိုက်ကြတယ်။အဲ့နောက်ငါ့ကိုလည်းတကြုံလုံးအနံလိုက်ရှာပေးမယ်။ကတ်တီလေးလွတ်မြောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာရငါရဲ့ခလစားချစ်ခြင်းနဲ့စိတ်တွေကတနေ့တခြားပို့ပို့ပြီးတိုးလာခဲ့တယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအလင်ငါရဲ့ဖေးသေးပြီးဆိုတဲ့တည်ုံကြားလိုက်ရတဲ့အချိန်မှာကျွန်းဝင်လာခဲ့ပြီးမြဲအပြည့်လုံးနဲ့အကာအကွယ်အဟန့်တော်တစ်ခုကြောင့်ဝင်လို့မရခဲ့ဘူး ောက်တဲ့6လလောက်ကြာမှပဲအဲ့အကာခွဲဖြစ်စီပြီးတော့ကျိုးရဲ့အတွင်ပိုင်းဝင်နိုင်ခဲ့တာဒါတော့မှအလင်္ကာဆိုတဲ့ဟာမှလွတ်အောင်ပြေးသွားသေးတာအခုတော့အုတ်စရင်မှန်လို့ပြန်ရတယ်လို့ပဲသဘောထားတယ်ဟာဒါဆိုလဲမင်းဖေတို့သွားရသေးပါလိုက်သွားပြီတော့ပေါ့မောင်မြတ်ရှင်ကစနေတတိလက်လွတ်ဖြစ်နေတဲ့အချိန်အာကုတ်သုံးပြီးရှုံလိုက်တော့ဘေးရမြေကြီးပေါ့အုံငနဲ့ပောက်ခွဲသွားပြီးချုံနောက်ခံထားတာကနေလွတ်လာခဲ့တယ်ကျိုးရဲ့ပညာအစွန်နေနဲ့သွေးနှကားကြီးကိုစင့်ခေါ်လိုက်တယ် သွင်းကကြားရရက်ကနေအမြန်လာစမ်းရှောက်ရင်ငါရှိရလို့လှုပ်မြောက်လှုပ်ထားပြီးတော့ရောက်ကြအောင်ပြစကားတန်ဆုံးတာနဲ့ကျုပ်ရှိမှရှန်လေးမှုံမြန်ရှင်လှုပ်မြောက်ပဲငုံတုံမိနေကျုံမိကြောင့်ပေါ်ထွက်လာတဲ့သွင်းကရစ်ပတ်ထားတာကိုဘဲနဲ့ရှိတော့မှုံမြန်ရှင်ကြီးကျုပ်တပည့်ရဲ့အလောင်းလေးပြအောင်မဆုံးမဖြစ်နိုင်ဘူးလေငါရဲ့မှုံမြန်ရှင်အကြည့်ဆောက်အကနေမြုပ်လို့လို့လွတ်သွားလေမင်းတို့မောကဝေတောက်ရောက်မှာဒီလိုအဆမျိုးမရှိနိုင်ပါဘူးကျုပ်ကမောကဝေပါလို့ခမရကိုဘသူကပြောတော့ အခုတက်သည့်ကျုပ်ကမော်ကဝေးလို့ထင်နေပုံရတဲ့မော်မြက်ရှင်ကိုကျုပ်ရဲ့ပညာစင်မပြသေးတာပေါ့ဗျာပြက်ကခမရောက်ထင်ခိုင်းထားတဲ့ကျုပ်ရဲ့ပညာဆက်တွေလှုပ်ထွက်ပြလိုက်စမောင်းကျုပ်ရဲ့ခနာကိုအတွင်ထဲမှာမိကြည့်ခဲလို့ပူလာလာပြီးပပတ်လေးမှလည်းအလွန်အားကောင်းလာတဲ့ပညာဆက်တွေပြန့်နှံ့နေဒါအမြင်နေရတဲ့မော်မြက်ရှင်ခမရပါစပ်အဟောင်းသားနေပေါ့သူနဲ့ကတင်ချုံနောက်ထားတဲ့လူရဲ့ခနာကိုယ်ထဲမှာစီးဆင်းနေတဲ့တွေ့ရတင်အတွက်ဆုလက်ပဲ မော်မြတ်ရှင်ကိုရပတ်ချုံနောက်ထားတဲ့သွေးနှကားကြီးကမော်မြတ်ရှင်ရဲ့လေပင်ကိုကိုက်လိုက်ပြီးခန္ဓာကိုယ်ရရသွေးတွေတစ်စက်မှမကျန်အောင်ဆုပ်ယူလိုက်ပြီးတော့ပြောက်ွယ်သွားတယ်။သွေးတွေဆုပ်ယူခံလိုက်ရတဲ့မော်မြတ်ရှင်ကတော့ချက်ချင်းဆိုသလိုသိမရှိတဲ့အလောင်းကောင်ကြီးပွားကူးပြောင်းသွားတာပေါ့။အားလုံးပြီးသွားတဲ့ချိန်မှာတော့ကုတ်ဖိုးတေတို့လည်းကြုတ်ရှိရစီအနာပြန်ပြီးရောက်လာကြပြီ။ဟိုဘက်ကကောင်းနေတော့ရှင်းခဲ့လိုက်ပြီးဆရာကြီး။ဟာမော်မြတ်ရှင်ကဘလို့ဖြစ်ရလဲ။မရဏလန်ကိုစီနဲ့ကိုကြောက်သွားပြီလေ။ဒါနဲ့ကုတ်ဖိုးတေတို့အလင်္ကာတို့ရောထိခိုက်မရရှိသေးလား။ အလင်းကအဆင်ပြေပါတယ်ကိုအသက်ရှင်နေတဲ့ကောင်တွေရောဖန်ထားခိုင်းလိုက်တယ်အလင်းကနဲ့မောင်တွေတို့လည်းကျွတ်တဆရာတပည့်အနာကိုရောက်လာပြီဆိုတော့အာလောပြီးဆုံးသွားပြီထမရဲ့အခုမှပဲအေးအေးဆေးဆေးအနာယူရတော့မယ်မြေပြင်ပေါ်ထိုင်ချလိုက်အောင်ရှိသည်တတိတတာတုံခါလာမို့ထခုံလိုက်မိရဲ့ဆရာကြီးငနေလှုပ်တာလားမသိဘူးဟုတ်လားဘုကိုဖို့တရားခဏလောက်စောင့်ကြည့်ကြပါပေါ့မြေကြီးကအဆက်မပြတ်လှောက်ခံရမှုဘာရီဆက်ဖြစ်လာမလဲဆိုပြီးတော့စောင့်ကြည့်နေမိတယ် ရုတ်တရက်ဆိုသလိုကျုပ်တို့အားလည်းရှင်မှာတင်းပုတ်ကြီးထန်ထားတဲ့ဘလူးကြီးတကမြေကြီးတွေကနေထွက်ပေါ်လာတယ်။ခမိုးတေတော့နောက်အမြင်ဆုံးကြ။တတိကြီးကြီးထားပြီးကျုပ်တို့တွေအနောက်ကိုဆုတ်ခဲလိုက်ကြတယ်။ဘလူးကြီးကလောက်ဝါကိုဖြတ်လိုက်တဲ့အချိန်မှာလက်ထဲမှာအနီရောင်စာအိတ်လေးပေါ်လာခဲ့တယ်။ကျုပ်ရှိအားတက်တဲ့လက်ညှိုးထိုးလိုက်တာမို့ကျုပ်ကိုအိတ်စာအိတ်လေးယူစီခြင်းနဲ့ပုံမယ်။ဘလူးကြီးရဲ့လက်ထက်ကအနီရောင်စာအိတ်လေးကိုယူလိုက်တဲ့အချိန်မှာတော့အခုံးငွေတွေဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားတယ်။ဆရာအဲ့ဒါဘာလေးလဲ။ကျုပ်လည်းမသိဘူးခေါ့တရ။အော် အဲ့အဖွဲစီကတော့မှအကိုရဲ့ပညာဆောင်သတိထားမိသွားပြီပဲဘယ်အဖွဲစီကိုပြောရလဲအလင်ကအဲ့စာရေးကိုဖွင့်ဖက်ကြည့်လိုက်အကိုနားလေသွားပါလိမ့်မယ်အလင်ကပြောတာနင်မို့ကျုပ်လဲဘလူးကြည့်ပေးတဲ့အနီအောင်စာအေးလေးဖွင့်ဖက်လိုက်တယ်ကိုဖို့တေကျွတ်တော်သွားမယ့်နေရာတစ်ခုပေါ်လာပြန်ပြီကျွတ်တော်ဘယ်ကိုသွားမှာတော့ဆရာရဲ့သွားရင်နဲ့မှာပဲရှင်းပြတော့မယ်ကိုဖို့တေဟာအနီအောင်စာအေးလေးကိုဖွင့်ဖက်ပြီးရနဲ့ကိုဖို့တေခီးထွက်ဖို့အတွက်ပြောရတယ် အကူအညီတောင်းထားတဲ့ကိစ္စလည်းပြီးပြတ်သွားပြီမို့ကျွတ်တို့ဆရာတပည့်လည်းအာယုံတတာနဲ့အလင်္ကာရို့နှုတ်ဆက်ပြီးနှစ်သမီးရေခမ်းကနေထွက်ခွာခဲ့ကြရတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစံလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နာဆရာပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်။